ဒီကနေ့နေ့လယ်စာအစာပြေကတော့စမသိန်းမျိုးရဲ့ရိုးရာတလေးအစားအစာဖြစ်တဲ့မော်ပြက်တလက်ပဲဖြစ်ပါတယ်။လက်ဖက်ရည်နဲ့အလွန်တွတ်ဖက်ညီတဲ့အစုံတွဲလေးပါနော်။ဒီနေ့ကျန်းကတော့မပါမဖြစ်ပါပဲဗျာ။ဓာတူဦးတနက်အတူစမသိန်းမျိုးရဲ့ရန်ကုန်မန္တလေးကားလမ်းလမ်းဟောင်းပြီး ပေါ်စားတော့ဆိုင်အစားအစာဆောင်လင်းစာနဲ့အတူတူ နေရာထိုင်ခင်အကျယ်အဝန်းအေးအေးဆေးဆေးရှိလို့ရမယ့်နေရာလည်းဖြစ်ပါတယ်။ဒီစားဟောင်းကိုလည်းလွတ်လွတ်လပ်လပ်လမ်းလို့ရပါတယ်နော်။လကားစားတာပါ။နေလွန်းနေလဲသူပြက်မလာမှမို့မလွန်းသိမ့်တော့ပါဘူး။ပေါ်စားတော့ဆိုင်လေးဟာပေးရတဲ့ဈေးနဲ့တန်တဲ့ခန်းစားချက်မျိုးကိုသူတို့ရရှိမှာပါ။ပထမကြီးကတော့မန္တလေးအရသာအတိုင်းပါပဲနော်။ ။မောင်ပြက်တလက်ကလည်းကိုကူလေးအရန်ဆောက်လုကောင်းနေ။မုံကတော့စားကျင်လို့အပြင်ကနေဝယ်ခဲ့ပါတယ်။ကျူးနဲ့ကိုတစ်ခါမို့တုံးပြရပါတယ်နော်။နောက်မှပဲမောင်ပြက်တလက်ဆိုင်ကိုညှို့မာတော့မယ်။ရှင်ဇက်ကိုတော့အထူးမပြောလို့တော့ပါဘူးเนาะအရန်ကောင်းမိသားမှုပါ ကဲညွန့်နာနေမြားသွားပြီဆိုတော့ဘာလုံးရမှာလဲစားလိုက်ပါတော့မယ်စားပါတော့မယ်ခင်ဗျာကုံသွားပါပြီခင်ဗျာအကျန်းကောင်းလို့ပကံမဲကြံပါတော့တယ်စုံတီကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် Facebook ကိုလည်း like and subscribe လုပ်တော့ဖို့မမေ့မဲ့အောင်တော့